တူတူနေပြီးွားတဲ့အခါမှာကောင်းကြီးဖက်ကအရှိုးတွေပြောင်းလာတယ်။တွေးလာတာလေး6လရှိပြီ။အစပထမ3လမှာ အရင်ကောင်းပြတယ်။နောက်3လမှာတော့သူ့ဖက်ကလုံးဝမကောင်းတော့ဘူး။ပြီးရင်လန်းခွေးဖို့ပဲအချိန်ချင်းပြောနေတယ်။ Facebook တွေ social media တွေမှာလေး blog ထားတယ်။စာလေးမပို့ဘူး၊ဖုန်းလေးမခေါ်ဘူး။ကောင်မလေးကအတူတူနေပြီးသွားပြီမို့လို့ဒီ relationship ပြတ်သွားမှာကိုအရင်စိုးရိမ်နေတယ်ကြောက်ရွံ့နေတယ် ဒီတော့ဘာဆက်လို့သင်တယ်လဲလဲညွန်ကူညီပါအောင်ဆိုတဲ့ message တစ်စောင်ရထားပါတယ်။အဲ့ဒီ message အတွဲဒီ video မှာဖြည့်ပေးလိုက်မှာဖြစ်ပါတယ်။ဒီ video မှာဖြည့်ပေးမှာကအပိုင်းနှစ်ပိုင်းနဲ့ဖြည့်ပေးမှာဖြစ်တယ်။ပထမအပိုင်းကတော့ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းလေးတွေကိုပြောပြပေးပါမယ်။ဒုတိယအပိုင်းကတော့ဘလို့ဆက်လက်ပြုမှုနေထိုင်သင့်တယ်လဲဆိုတာကိုပြောပြပေးမှာဖြစ်တယ်။ ဒီပြဿနာကိုအချင်းချင်းပြောရမယ်ဆိုရင်တော့ကောင်းလေးဖဲကအတူနေပြီးတဲ့အခါမှာကိုကို မလို့ရှင်တော့တာဒါကဘာဖြစ်လို့လဲပေါ့နော်အဖြေကတော့လွေလီလေးပါပဲတဖက်လူကကိုကိုထားရှင်တဲ့အခါအတူနေသည်ဖြစ်စေအတူမနေသည်ဖြစ်စေထားမှာပဲတချို့ဆိုရင်လက်ထဲပြီးတော့ခလေးသုံးလေးယောက်ရှိနေထားသွားတဲ့လူတွေရှိတာပဲကိုဖဲကဘလောက်ပဲကောင်းပြကောင်းပြကိုကို မလို့ရှင်တော့ဘူးဆိုတဲ့အချိန်မှာ တဖက်လူကကိုကိုထားသွားရှင်မှာပဲ ဒါကယောက်ျားလေးဖက်ကမိန်းကလေးကိုထားသွားရှင်တဲ့ပုံစံမျိုးပေါ့နော်မိန်းကလေးဖက်ကလေယောက်ျားလေးကိုထားသွားရှင်တဲ့ပုံစံမျိုးတွေရှိတယ်တခါတုန်းက comment တစ်ခုမှဆိုရင်ကောင်းလေးတယောက်ကဒီစီကိုလာလို့တိမ်ပင်လာတာရှိတယ်အဲ့ဒါကဘလို့ပုံစံမျိုးလေးဆိုရင်ကောင်းမလေးကပြောတာက အိမ်ဖုံးဝေပေးရင်နင်းနဲ့တွေးပါမယ်လို့ပြောတယ်အဲ့ဒီတော့ကောင်းလေးကလေအိမ်ဖုံးဝေပေးလိုက်တယ်အဲ့ဒီဖုံးလေးရသွားရော ကောင်းမလေးကသူ့ကိုမတွေ့တော့ပြီးပျောက်သွားရောအဲ့ဒါကကောင်းမလေးကကောင်းလေးကို မလို့ရှင်တာပေါ့နော်အဲ့ဒီတော့ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီဘာကိုပေးကိုက ပေးဆက် ပေးဆက် သူတို့မလို့ရှင်ကိုနဲ့တွေးမှာမဟုတ်ဘူးကိုကိုလို့ရှင်မှသူတို့ကကိုနဲ့တွေးမှာကိုဖက်ကပေးဆက်နေတဲ့ရွေ့သူတို့ကရယူနေပါပဲဒါပေမဲ့ကိုနဲ့တွေးရှင်မှလည်းမဟုတ်ဘူးကိုနဲ့လက်ထက်ရှင်မှလည်းမဟုတ်ဘူးတချို့မိန်းကလေးတွေဆိုရင်ယောက်ျားတွေစီကရှုပ်စားတယ်လက်ထက်ရှင်တော့မဟုတ်ဘူးအဲ့ဒီ ပိတ်ဆိုင်ကလေးရရှင်တော့သူတို့နဲ့တွေးလိုက်တယ်။ကောင်လေးဖြစ်တဲ့သူကလည်းအဲ့ဒီကောင်မလေးကိုရနိုးနိုးနဲ့ပိတ်ဆိုင်တွေပေးတယ်။အဲ့ဒီကောင်မလေးလိုရှင်တာလေးတွေကိုဖြစ်စီပေးတယ်။ပေးဆက်တယ်။ဒါပေမဲ့မလိုရှင်တဲ့သူကဘာတွေပဲပေးဆက်နေပါစေ။ဘာပဲပြုလုပ်နေပါစေ။အဲ့ဒီပေးဆက်နေတဲ့လူကိုယူမှာမဟုတ်ဘူး၊တွေးမှာမဟုတ်ဘူး။ဒီသဘောတရားလေးတွေကိုတော့နားလေစီရှင်တယ်။ တချို့ဆိုရင်ကိုချစ်နေတဲ့ချစ်သူကိုအရင်လိုရှင်လို့သူ့ကိုအရင်ချစ်လို့သူ့ကို ပိုင်ဆိုင်လို့သူ့ဘာပဲပြုလုပ်နေပါစေသူ့ဘလောက်ပဲဆိုးသွင်းနေပါစေသူကငါနားလေးမှာရှိနေရင်ငါကြည်နေတည်းငါစိတ်ရှမ်းသာတယ်။ဒါကြောင့်သူငါနားမှာရှိနေဖို့ဆိုရင်ငါဘာပဲလုပ်ပေးရသည်ဖြစ်စေသူ့အတွက်ငါပေးဆဲမည်။အဲ့ဒီလိုစဉ်းစားတဲ့လူတွေရှိတယ်။တစ်ဖက်လူကကိုယ့်ကိုမချစ်တော့တာမလို့ရှင်တော့တာတွေကိုသိတယ်။ဒါပေမဲ့ ဘလို့စဉ်းစားကလေးဆိုရင် သူ့လူရှင်သားတွေကိုငါပေးလိုက်မိဒီလိုပေးလိုက်မိဆိုရင်သူဟာငါအနားမှာနေမှာပဲငါ့ကိုချစ်မှာပဲအဲ့ဒီလိုတွေးတောတဲ့လူတွေလေးရှိတယ်ဒါတွေကလေတချို့တလေအတွက်မှန်ကောင်းမှန်ပါလိမ့်မယ်ဒါပေမဲ့လူတိုင်းအတွက်တော့ရခိုင်နှုန်းအပြည့်မမှန်ပါဘူးပြင်းတချို့မိန်းကလေးတွေကအာနိရှေတွေရှိတယ်။ကိုချစ်တဲ့သူရဲ့ရင်ခွင်ကိုတင်းတာတယ် ရှိသူရဲ့ရင်ခွင်ထင်းကိုဝင်ရှင်နေချစ်သူရဲ့အလိုလိုက်တာကိုလိုရှင်နေချစ်သူရဲ့ဦးစားပေးတာတွေကိုလိုရှင်နေအဲ့ဒါတွေကိုရဖို့ကိုလိုရှင်တာတွေကိုရဖို့ပေးဆက်ကြတယ်အဲ့ဒီပေးဆက်တာမှာမိန်းကလေးတွေအများစုပေးဆက်တာကအတူနေပေးကြတယ် အဲ့ဒီလိုကိုချစ်ခင်တဲ့ယောက်ျားလေးနဲ့အတူနေလိုက်ရင်သူတို့ကကိုဖက်ပါလာပြီးရင် ကိုကိုချစ်ပေးနိုင်မေတော့ထင်တယ်ကိုအနားမှာနေလိုက်မေတော့ထင်တယ်ဒါကြောင့်သူတို့ကိုအတူနေပေးတယ်ကိုရဲ့ခင်နာကိုကို ရှာပေးတယ်ပေါ့ကွာအဲ့ဒီလိုပြုလုံးလိုက်လို့ relationship အဆင်ပြေသွားတယ်အချစ်ရေးအဆင်ပြေသွားတဲ့ဇုံတွဲတွေလေးရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ ကိုဖဲကပေးဆက်လိုက်တယ်ကိုရခဲနာကိုကိုချပေးလိုက်တယ်အတူနေပေးလိုက်တယ်အဲ့ဒီအချိန်မှာအဆင်မပြေတော့တဲ့အခါမှာလူတွေကအပြစ်တင်လာတယ်။နင်ကလွေတာကို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 တင်ဖို့ထားရကောင်းမဲမတိဘူးလက်ထပ်ပြီးတဲ့အခါမှာအတူနေလို့ရတယ်။အဲ့ဒီလိုပြောတဲ့စကားတွေရှိတယ်။ဒီလိုစကားလုံးတွေကိုလူတိုင်းသိတယ်။ဒါပေမဲ့တချို့သောမိန်းကလေးတွေဟာဒီလိုပဲဖြစ်သွားတဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီလိုပေးဆဲလိုက်တဲ့အခါမှာ တဖက်ယောက်ျားလေးကကိုကိုယူမီတော့ထင်းတယ်ကိုကိုလက်ထဲမီတော့ထင်းတယ်ကိုအနားမှာနေပြီမီတော့ထင်တာကိုဒီလိုနေပြီးလိုက်တဲ့အခါမှာတဖက်လူက အလိုလိုက်လာမင်းတဖက်လူကိုကိုကပိုင်မင်းအဲ့ဒီလိုထင်သွားတယ်ဒါကလွင်လွင်းအာကြီးတော့ကိုကိုကိုတင်ဖို့ထားရကောင်းမဲ့မသိတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးခုနကပြောခဲ့သလိုပဲဒီလိုလုံးလိုက်ရင်သူ့ဖက်ကဒါတွေပြေးလာမြေတော့ထင်တော့ပဲ ဒီလိုပုံစံမျိုးကိုဖက်ကပေးဆဲနိုင်မှ သူ့ဖက်ကလေကိုလိုရှင်တဲ့အချစ်ကိုပေးလာမှကိုလိုရှင်တဲ့အဲ့ဒီလက်ထက်ဓာတွေအဲကိုနဲ့ကိုအနားမှာအမြင့်တဲ့နေတာတွေကိုရလာမေလို့ထင်ရတဲ့အကြောင်းကြီးတစ်ခုရှိတယ်။အဲ့ဒါကဘာလေးဆိုရင်မိန်းကလေးတွေဟာကိုရဲ့လူကြီးမိဖတွေရဲ့ဆက်ဆံခံရတဲ့ပုံစံအပေါ်မှာမူတည်တယ်ကိုဖက်က nice ဖြစ်နိုင်မှ ကိုဖက်ကပေးဆဲနိုင်မှ လူကြီးတွေမိဖတွေရဲ့အလိုကို ဖြစ်စည်းပေးနိုင်မှ ကိုကကောင်းကောင်းမွန်မွန်နေရတယ်လိမ်မာတယ်အဲ့ဒီလိုပြောဆိုခံရတာတွေရှိတာကိုတနည်းအားဖြင့်ပြောမယ်ဆိုရင် ကိုဖက်ကကောင်းနိုင်မှာကိုကကိုမိသားစုနဲ့အဆင်ပြေတာကိုကိုရဲ့မိဖားတွေစီမှာကိုဟာမင်းသမီးတယောက်မဖြစ်ခဲ့ဘူးသူတော့အလိုကျသူတော့စိတ်ရှဲတာအောင် ဖြစ်စီခဲ့ရတဲ့လူတယောက်ဖြစ်ခဲ့တယ် အဲ့ဒီလိုမိန်းကလေးတွေဟာတစ်ဖက်လူရဲ့အချစ်ကိုရဖို့ပေးဆဲတဲ့ကြတယ်။ကို့မှာပိတ်ဆင်ရှိရင်ပိတ်ဆင်ပေးမိ၊ငွေရှိရင်ငွေပေးမိ၊ခန္ဓာကိုယ်ပေးနိုင်ရင်ခန္ဓာကိုယ်ပေးမိ။အဲ့ဒီလိုပေးဆဲတာဖြစ်တယ်။ဒီလိုကို့ရဲ့မိသားစုစီမှာပေးဆဲရတဲ့မိန်းကလေးတော်တော်များများအားအချစ်ငဲ့တဲ့တယ်။အချစ်ငဲ့လာတဲ့အခါကိုလိုချင်တဲ့အချစ်ကိုရဖို့ဘာမဆိုပေးဆဲတဲ့ကြတယ်။ဥပမာဆင်းရဲငက်ပြက်နေတဲ့လူတယောက်ကိုကြည်လိုက်။သူ့ကိုဘာပဲခိုင်ခိုင်သူပိတ်ဆင်ရဖို့လုပ်မှာပဲ။ချမ်းသာကြွယ်ဝတဲ့လူတွေကို မြင်တိုင်းအလုပ်ကိုခိုင်လို့မရဘူးအဲ့ဒီလိုစင်ရဲသားငဲ့မွဲနေတဲ့စင်ရဲသားကိုပိတ်ဆိုင်လေးတပြားတပြားပေးလိုက်ရုံနဲ့သူတို့ကဘာမဆိုလုံးမှာပဲလေမင်းကိုဘာမဆိုလုံးပေးမှာပဲတချို့ကြရင်ပိတ်ဆက်မပေးရင်တောင်မှ သူ့ဖက်ကတိတဲ့လိုက်ညင်သူ့လုံးပေးလိုက်မိဆိုရင်အဲ့ဒီပိတ်ဆက်ရှိတဲ့လူကသူ့ကိုတစုံတစ်ခုပေးလာမလားလို့ဆိုပြီးရင်တစ်ဖက်သားစိတ်ကျင်နေအောင်ပြုတ်လုံးပေးတဲ့အရာတွေလေးရှိတယ် ဒီဥပမာလိုပဲမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အချစ်ငဲ့လာတဲ့အခါတစ်ဖက်လူစီကအချစ်ကိုရဖို့ကိုပေးဆဲနိုင်တဲ့အရာဟုသမ ्या ကိုပုံအောင်ပေးဆဲကြတာပဲဖြစ်တယ်။ဒီလိုလူမျိုးတွေကိုဈေးပေါ်လွှဲနေလွေတွေလွေလင်းတွေတင်ဖို့မရှိဘူးလို့မထင်ပါနဲ့။ ဒီနေရာမှာပြောရှင်တာကတော့တချို့သောသူတွေတော့ရှိတာပေါ့နော်အဲရီးသားတွေအများကြီးထားရတယ်ဟိုသူနဲ့အတူနေလိုက်ဒီသူနဲ့အတူနေလိုက်အဲ့လိုဖောက်ပြန်နေတဲ့လူမျိုးကိုလေမဆိုလိုပါဘူးဆက်လို့ပြောမိဆိုရင်အချင်းငယ်တဲ့လူတော်တော်များများဟာ next ဖြစ်တဲ့လူတွေမှာတွေ့ရတယ်ဒီ next ဖြစ်တယ်ဆိုတာကကိုယ့်အပေါ်မှာကောင်းတာမဟုတ်ဘူးကိုယ့်ရဲ့မိဖတွေဆွေမျိုးတွေကိုယ်နဲ့သက်ဆိုင်တဲ့လူတွေအပေါ်မှာကိုယ်ကကောင်းတာပဲဖြစ်တယ် အဲ့ဒီ nice ဖြစ်တယ်ဆိုတာက မိဖားတွေကကိုယ့်ကိုပြုစုမွေးမြူလာတာနဲ့သက်ဆိုင်တယ်တချို့တတိမိဖားတွေဆိုရင်ကိုယ့်ရဲ့သမီးတွေကိုဘိန်ကောင်းကြောက်ဖိပေါ့နော်အဲ့ဒီလိုမျိုးမွေးမြူတွေတော့ပြောကြတယ်အဲ့ဒီလိုမိန်းကလေးတွေကိုဘိန်ကောင်းကြောက်ဖိဖြစ်အောင်ပြုလုပ်တယ်ဆိုတာကသူတို့စကားကိုနာခံရမေးသူတို့ပြောသမှလိမ့်နာရမေးအဲ့ဒီလိုပုံစံမျိုးသူတို့လိုရှင်တဲ့ပုံစံမျိုးပုံသွင်းတာအဲ့ဒီတော့အဲ့ဒီလိုပုံသွင်းခံရတဲ့အခါမှာတချို့သောမိန်းကလေးတွေက မိဖတွေအပေါ်မှာလူကြီးတွေအပေါ်မှာကောင်းပေးတွေရိုသေးတွေဒါပေမဲ့အဲဒီကို့အပေါ်မှာကြားရင်တခြားသူတွေကမကောင်းတဲ့အခြေအနေတွေရှိတယ်မိဖတွေလူကြီးတွေစီမှာအချစ်မခံရဘူးမိသားစုစီမှာချစ်ချင်းမေတ္တာတွေမရတဲ့အခါအချစ်ငက်တယ်ပြီးရင် next fit တယ် next fit တယ်ဆိုတာ အဲ့ဒီလိုမျက်နှာသာရဖို့အချစ်ခင်ရဖို့အတွက်ကိုကတစုံတစ်ခုလှုပ်ပေးရတယ်ပေးဆဲရတယ်ဒီလိုအရှင်အနေဒီလိုပုံစံမျိုးဖြစ်တဲ့မိန်းကလေးတွေကဒီလိုအချစ်ငဲ့တဲ့တယ်ဒီလိုမိန်းကလေးမျိုးဟာ relationship ရလာတဲ့အခါမှာလေကိုဖက်ကပေးဆဲမေးကိုဖက်က ကောင်းပေးမေးဆိုရင်သူ့ဖက်ကကိုကိုကောင်းမေးသူ့ဖက်ကကိုကိုချစ်မေးကိုလိုချင်တဲ့အရာလေးတွေကိုသူကပြုလုပ်ပေးမေးတော့ထင်သွားတယ်အဲ့ဒီကမိမိကိုကိုအတွက် ကောင်းပေးရမယ်မသိတော့ဘူးသူတပားပို့ကောင်းဖို့ပဲစဉ်းစားလိုက်တယ် ဒါတွေဟာတစ်ဖက်လူကကိုယ့်အပေါ်မလို့ရှင်ရတဲ့အကြောင်းရင်းတွေပဲအဲ့ဒီတော့တစ်ဖက်လူကကိုယ့်ကိုမလို့ရှင်တော်ဘူးဆိုတဲ့အခါအတူနေသည်ပဲဖြစ်စေအတူမနေသည်ပဲဖြစ်စေလက်ထက်ပြီးသည်ပဲဖြစ်စေဘေးနှစ်နှစ်တောင်ပေါင်းသိမ့်လာသည်ပဲဖြစ်စေသူတော့မလို့ရှင်တော်တဲ့အခါကိုယ့်ကိုထားသွားရှင်မှာပဲအဲ့ဒီတော့မိတ်ဆွေတော်အနေနဲ့တတိထားရမှာကလူရဲ့စိတ်ဟာအမြဲတမ်းကိုယ်ဆိုင်နဲ့မတူဘူးပေါ့နော်ကိုယ်ဆိုင်နဲ့တွေသွားမနိုင်နဲ့တခြားသူတယောက်ရဲ့စိတ်ဟာ အမြင်နဲ့ပြောင်းလဲတဲ့တေဆိုတာကိုသိပေးစေရှင်တယ်။ပြီးရင်တချို့သောယောက်ျားလေးတွေရှိတယ်။သူတို့မလို့ရှင်တော်တဲ့အခါတစ်ဖက်ကောင်မလေးကိုအပြစ်မရှိအပြစ်ချတယ်။ကောင်မလေးတွေလည်းအဲ့ဒီလိုရှိကောင်းရှိနိမ့်မယ်ပေါ့နော်။မလို့ရှင်တော်တဲ့အခါမှာအပြစ်မရှိအပြစ်ချတဲ့အခါကျန်တဲ့တစ်ဖက်သားကကိုဘေးမှားနေသလိုလို ကိုဘေးဗာကြီးညာဖြစ်နေသလိုလို ဟိုတစုံတစ်ခုမကောင်းတဲ့လူတယောက်ဖြစ်နေတယ်လို့လို့အဲ့ဒီလိုပုံစံမျိုးတွေးတောတဲ့ကြတယ်ဒါတွေဟာကို့အမှမဟုတ်ဘူးသူ့အမှသူ့မှာပြဿနာရှိနေတာကို့မှာပြဿနာ မရှိဘူးလို့တွေးပေးပါအဲ့ဒီလိုကို့မှာအပြစ်မရှိအပြစ်ရှာလာတဲ့အခါမှာသူတို့ပြောတဲ့ပုံစံအတိုင်းပြောင်းနေနေဖို့မစင်စားနဲ့ဥပမာတစ်ဖက်လူကပြောမယ်နင်ကစကားပြောဆိုကျင်းတယ်အဲ့ဒါကြောင့်ငါနေနဲ့မတွေးရှင်တော်ဘူးအဲ့ဒီလိုလာပြောကောင်းပြောလိမ့်မယ်အဲ့ဒီတော့ ို့ဖေကအရင်ချစ်နေတဲ့အခါသူကကိုကိုမတွေးတော့မှကြောက်လို့လင်းခွေးတော့မှကြောက်လို့ကိုကစကားပြောကျဲတာပေါ့နော်ကျဲနေဆိုတာလေးမိမ့်မင်းရင်ကျဲတာတော့ဟုတ်ရှင်မဟုတ်မေကိုပြောနေတဲ့အတိုင်းပြောနေတာကိုအစကတည်းကသူမမြင်ဘူးလားအဲ့ဒီလိုစဉ်းစားစရာတော့ရှိသေးတယ်ဒါမိမိတစ်ဖက်လူကကြတော့သူ့ဖက်ကခွေးခွာသွားမှကိုကြောက်လို့ကိုပုံစံလေးကိုအချို့ကိုပြောင်းပေးလိုက်ရတယ်ဒါတွေကလုံးဝမှားတယ်အမှားတွေပဲဖြစ်တယ် ဒါရီယာသူ့ဖက်ကမလို့ရှင်တော်တော့သူ့ဖက်ကလင်းခွေးရှင်လာတော့ကိုကိုအပြစ်တင်လာတာတွေဖြစ်တယ်ကို့အနေနဲ့ဘာမှပြောင်းမပေးနေစရာမလိုဘူးကိုကိုအမေတကယ်လူရှင်တဲ့သူကိုနဲ့ဆက်လက်တွေးရှင်တဲ့သူဆိုရင်အဲ့ဒီလိုစကားပြောကျင်းတာကိုမှငါကသဘောကျပါတယ်ဆိုပြီးရောက်လာမှာပဲအဲ့ဒါကြောင့်ကိုကိုမလို့ရှင်တော်တဲ့အခါလင်းခွေးရှင်လာတော့တဲ့အခါတစ်ဖက်လူကပြောတဲ့စကားတွေပေါ်မှာယုံကြည်ပြီးရင်လိမ်လျောပေးနေစရာလေမလိုပါဘူး ။ဘာဖြစ်လို့လဲဆိုရင်ဓာတ်တွေဟာမိစေတော်ဖက်ကဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးသူတော်ဖက်ကဖြစ်နေတဲ့ပြဿနာတွေပဲဖြစ်တယ်။ဒီနေရာမှာပြောရှင်တာကလူတွေဟာဘသူ့ကိုမှမချစ်ပါဘူး။သူ့ကိုသူ့ပဲချစ်တာဖြစ်တယ်။မိစေလေးမိမိကိုယ်ကိုချစ်တာဖြစ်တယ်လို့သူလေးသူ့ကိုသူချစ်နေတာပဲဖြစ်တယ်။ဒီတော့မိတ်ဆွေကပြောကောင်းပြောလိမ့်မယ်ငါသူ့ကိုအရင်ချစ်တာလေလို့ပြောကောင်းပြောလိမ့်မယ်အဲ့ဒါကကိုနားမှာထားရှင်တာ ဟုတ်တယ်မဟုတ်ဘူးလား ကိုကိုကသူနဲ့လက်ထဲရှင်တာသူ့ကို ပိန်ဆိုင်ရှင်တာပဲကို့အတွက်မဟုတ်တဲ့အရာတွေကိုဘသူကမှမချစ်ပါဘူးဒါကြောင့်သူ့ကိုချစ်တယ်ဆိုတာကို့အတွက်ချစ်ပေးနေတာပဲဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာလူတွေကမိမိကိုကိုချစ်ဖို့လိုအပ်တယ်လို့ပြောတဲ့စကားတွေရှိတယ်ကျွန်တော်ကမိမိကိုကိုချစ်ပါတယ်ဒါပေမဲ့ဘလို့ချစ်ရကောင်းမှမသိတာပဲဖြစ်တယ် ဒီဗီဒီယိုမှာပြောပြခဲ့တဲ့အတိုင်းကိုလိုရှင်တဲ့အချစ်ကိုရဖို့ကိုလိုရှင်တဲ့ relationship ပုံစံမျိုးတွေကိုရဖို့တစ်ဖက်လူကိုပေးဆက်နေတာပဲမဟုတ်ဘူးလားတစ်ဖက်လူကကိုနာကထွက်မသွားဖို့အရင်ကိုဖက်က ပေးဆက်ရတာပဲမဟုတ်ဘူးလားဒါတွေဟာလူတွေကမိမိကိုကိုချစ်လို့ပြုတ်လုံနေတာသူတစ်ပါးအတွက်ပြုတ်လုံနေတာမဟုတ်ဘူးဒါပေမဲ့မိမိကိုကိုဘလို့ချစ်ရကောင်းမဲ့မသိတဲ့အခါဒီလိုအမှားမှားအယွင်းယွင်းတွေဖြစ်တတ်ကြတယ် ဒီဗီဒီယိုမှာနောက်ဆုံးပြောရှင်တာကတော့မိမိကိုကိုဦးစားပေးတဲ့မှာတခြားသူကမိတ်ဆွေကိုဦးစားပေးလာမှာဖြစ်တယ်မိမိကိုကိုရွေးရှည်တဲ့မှာတခြားသူက မိတ်ဆွေကိုရွေးရှည်လာမှာပဲဖြစ်တယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်အပိုင်းနှစ်ကိုနောက်ဗီဒီယိုမှာဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်